လာပါရှင်။ကျမတို့သတင်းဌာနရင်အော်တိုဘလ19ရက်နေ့နေ့လေခင်းသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကယင်းတိုက်ပွဲတွင်စစ်တပ်ဘက်မှဗိုလ်မှူးဗိုလ်ကြီးအောင်မင်းသူအပါအဝင်စစ်ခွေး80တော်ကြာဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကယင်းပြည်အတွင်းအကြမ်းဖက်စစ်တပ်ကလက်လွတ်ထားရသောနေမီများပြန်လည်သိမ်းပိုက်ရေး ထိုစစ်စင်ရဲစဉ်စစ်တပ်မှဘုံမူဘူကြီးအောင်မင်းသူတေဆုံသွားကြောင်းတေဆုံသူဤစနီးဖြစ်သူဤလူမှုကွန်ရက်တွင်ဖော်ပြချက်နှင့်မိတ်ဆွေဖြစ်သူတချို့ဤပြောဆိုချက်ရသည်ရပါသည်အော်တိုဘားလ၁၄ရက်နေ့တိုက်ပွဲတွင်ဘုံမူဘူကြီးအောင်မင်းသူတေဆုံခဲ့ခြင်းဖြစ်ပြီးအလောင်းကုန်မူတရင်တပ်ဖွဲ့ထံသို့ပြန်လည်ရရနှင့်သာသမီနှစ်ဦးကြံရိတ်ခဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးပေါင်းနယ်မျိုးတွင်ပြည်သူများကိုနှိပ်စက်လွန်းတဲ့ဒူရဲအုပ်အိမင်းထုံးအပါဝင်ရဲ20ဦးကြာဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘကိုးတိုင်းပြည်ခရိုင်ပေါင်းနယ်မျိုးနယ်တွင်ဆိုင်ကယ်၃စီးဖြင့်ထွက်လာသောရဲများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒူရဲအုပ်အိမင်းထုံးအပါဝင်2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းအမှတ်3601တပ်ရင်းစစ်ထောက်လန်းရေးတာဝန်ခံရဲဘော်ရဲတို့ကသတင်းဌာနကိုပြောကြားပါတယ်။ ရှမနီအော်တိုဘာလာ၁၈ရက်နေ့နနက်9:55မိနစ်ကပေါင်းတယ်မျိုးနဲ့မှတ်တိုင်အုပ်စုမှတ်တိုင်ရဲစခန်းမှဒူရဲအုပ်အေမင်းထွန်းဦးစီသောရဲငါဦးတီဆိုင်ကယ်၃စီးဖြင့်တမန်ကြီးရွာဘက်သို့ဂိတ်ဖွဲ့စစ်ဆေးရန်ထွက်လာစဉ်ဖြီးသူကောက်ွယ်ရေးတပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာဒူရဲအုပ်အေမင်းထွန်းနှင့်နေတိန်အောင်ကျော်ထက်တို့အပြင်းထန်ထန်ရရရှိခဲ့ကြောင်းသိရပါသည်ထို့သောပြင်းထန်ဒဏ်ရာရရှိထားသည့်ရဲနှုတ်ဦးစလုံးကိုအလုံးပိတ်ကားဖြင့်ပြည်သူစေယုံတို့တည်ဆောင်သွားပြီးတေဆုံခြင်းရှိမရှိ သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်းသိရပါသည်။ရင်းရက်တပ်ဖွဲ့ဝင်များသည်တမန်ကြီးရွာလန်းဆုံညောင်ပေအောင်၌ခိတ်ခွင်းပြီးခီးသွွားပြည်သူများ၏ဆိုင်ကများကိုဖမ်းဆီးခြင်းအာဓမစစ်မှုတန်းစုဆောင်ခြင်းဝဲလာသောစားတောက်ကုန်များကိုလည်းတိမ်စီခြင်းပြည်သူများကိုဖမ်းဆီးငွေတောင်းခံခြင်း မွေမပေးနိုင်ပါကဖမ်းဆီးထောင်ချခြင်းတို့ပြုလုပ်နေသောဂိတ်ဖြစ်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ27ကိုကဲမှုအောက်ရှိ3601တပ်ရင်းတပ်ခွဲလေးမှရဲဖော်များကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ပဲခူးတိုင်းပြည်မြို့တွင်ပြူစောတီအဖွဲ့ကနေကျော်၍လူငယ်များကိုပေါ်တာဆွဲလာရောက်ဖမ်းဆီးစဉ်စစ်သားများနှင့်စကားများရပ်ဖြက်ပြီးရိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံပြည်သူများနှင့်ထက်တွင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။အော်တိုဘလ15ရက်နေ့ည9:30မိနစ်ခန့်တွင် ပြည်မြို့စင်စုရက်ကွက်ကန္နာလန်ရှိအမတ်85စစ်သားစုဆောင်ရေးတပ်အနီးတွင်ထိုင်နေသောအယံမီတက်နတ်ဦးနှင့်မြို့နယ်ထွေအုပ်ယုံမှဆွေမျိုးတော်ဇက်သူတို့အုပ်ကိုပြည်မြို့959တပ်ရဲမှစစ်သားနှင့်ပြူစောတိများကကားဖြင့်ရောက်ရှိလာပြီးပေါ်တာဆွဲဖမ်းဆီးရာမှရုံရင်ဆန့်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့သောရုံရင်ဆန့်ခတ်မှုဖြစ်ပွားရာနေရာအနီးအနားရှိအမတ်85စစ်သားစုဆောင်ရေးတပ်မှစစ်သားများရောက်ရှိလာပြီး၎င်းတို့အားလုံးကိုစုဆောင်ရေးတပ်ထဲခေါ်ဆောင်လာကြောင်းထို့သောခေါ်ဆောင်သွားပြီးနောက် 459တက်ရဲမှအရက်ဝတ်ထားသောစစ်သားနှင့်ပြူစော်သည့်အဖွဲ့ကိုနေကျော်၍ပေါ်တာဆွဲဖမ်းဆီးတည်ဟုဆိုကာစူဆောင်းရေးမှစစ်သားများကဝန်ဝန်ထိုးချိမ့်မှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ရှင်းတို့ထိုးချိမ့်မှုဖြစ်ပွားပြီးနောက်459တက်ရဲမှအရက်ဝတ်ဝတ်ထားသောစစ်သားကတက်ရဲမှဗိုလ်မှူးတအုပ်ကိုဖုံးဆက်၍အကူအညီတောင်းခံခဲ့ကြောင်းထို့နောက်ဗိုလ်မှူးဆိုသူက ကြီးမျိုးအခြေစိုက်85တက်ရင်ကိုဖုံးဆက်၍၎င်းလူများကိုပြန်လွတ်ပေးရန်ပြောဆိုခဲ့တော်လဲဘုံမူလဲဂယုမဆိုင်ကြောင်ပြန်လည်ပြောဆိုခဲ့တော်ကြောင်အပြန်လန်ဆဲဆိုကဖုံးချသွားကြောင်သိရပါတယ်ဖို့နောင်ရင်းနှီးညာ7နှစ်ခန့်တွင်959တက်ရင်မှဘုံမူဆိုသူအပါဝင်စစ်သားများနှင့်ကြီးမျိုးထွေးအုပ်ယုံမှလဲအေဒီမျိုးနယ်အုတ်ချိုရည်မှုအဖွဲ့သို့အမှတ်85စစ်သားစုဆောင်ရေးတပ်သို့ကားဖြင့်ရောက်ရှိလာပြီး၎င်းကိုဆဲဆိုခဲ့သောသူကိုထုတ်ပေးရန်ပြောဆိုပြီးအပြန်လန်ဆဲဆိုမှုများထပ်မံဖြစ်ပွားခဲ့ကြောင်သိရပါတယ် ထို့သောပြဿနာဖြစ်ပွားပြီးနောက်စုဆောင်ရေးတပ်မှဖမ်းဆီးထားသော959တရင်မှစစ်သားတအုပ်ဖြူစော်တီများအယံမီတဲ့နှုတ်နဲ့မြို့နယ်ထွေးအုပ်ယုံမှဆွေမျိုးတော်ဆက်သူတအုပ်တို့ပြန်လည်လွတ်မြောက်လာကြောင်းပြည်မျိုးတွင်အကြမ်းဖက်စစ်တပ်ကအပတ်စဉ်ဆက်ရှိအတွက်အာရမပေါ်တာဆွဲဖမ်းဆီးထားသောလူငယ်များကိုအော်တိုဘားလ16ရက်နေ့နေ့လယ်ပိုင်းတွင်သက်ဆိုင်ရာစစ်မှုရန်တင်းနှံကြောင်းသို့ပို့ဆောင်နေကြောင်းသိရပါသည်အဆိုပါအမှတ်959လျက်စစ်နှစ်စက်မှုအင်ဂျင်နီယာအလုတ်ယုံတက်ခွဲ959လျက်စစ်တက်သည်ပြည်မျိုးဤမျိုးပေါ်စက်တရက်ွက်ဖြစ်သည့ ခေတ္တရာရက်ွက်တွင်တည်ရှိပြီးပြည်မျိုးမှဒေသခံများအများစုရှိသည့်တပ်ဖြစ်ကြောင်းထို959တည်ရင်မှမိသားစုဝင်သားသမီးများသည့်ခေတ္တရာရက်ွက်ရှိအမှန်ငါအခြေခံပညာထက်တန်းကြောင်းအထက်ကငါចောင်းထွက်များဖြစ်ပြီး ခေတ္တရာရက်ွက်သားများ၏နေအိမ်များတွင်ဝင်ထွက်စားသောက်ပုစုများဖြစ်ကြောင်းအကြံဖတ်စစ်တပ်ကအာဏာသိမ်းပြီးနောက် 459တရင်မှစစ်သားများသည့်မျိုးကံများ၏မျက်နှာပြည်သူလူထု၏မျက်နှာကိုမထောက်ပဲစစ်တပ်၏အလို့ကျသာအလွန်အကျူးလှုပ်ဆောင်ပေးနေသောတရင်ဖြစ်ကပေါ်တာဆွဲသူများကိုတရှိပြီးသက်ဆိုင်ရာတင်နန်းကိုပို့ဆောင်နေသောနေရာဖြစ်ကြောင်းသိရပါသည်ဆလပီစာလင်ကြီးမျိုးနဲ့တရုတ်ဝန်ပေါင်းကုမ္ပဏီမှထွက်လာသောစစ်တပ်ကခြေရွာများကိုစစ်ကြောင်းထိုးနေ၍ထောင်ထဲချီသောပြည်သူများထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။စကိုင်းတိုင်းစာလင်ကြီးမျိုးနဲ့ဝန်ပေါင်းကုမ္ပဏီမှထွက်လာသောအကြမ်းဖက်စစ်တပ်ကဝန်ပေါင်းကုမ္ပဏီအနီးနားရှိ ကျေးရွာများသို့စစ်ကြောင်းထိုးနေ၍ထောင်ထဲချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းအညာပြစ်တိုင်းတောင်လေးများအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘလတ်၁၈ရက်နေ့နနက်၁၀နာရီခန့်တွင်စာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှထွက်လာသောအင်အား150ခန့်ပါစစ်တပ်စစ်ကြောင်းသည်တုံရွာအနီးရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါရယ်။ထိုစစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်တုံရွာမှပြည်သူများအပါအဝင်အနီးနားရှိကျေးရွာများမှထောင်ထဲချီသောပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါရယ်။ ။ရဲဆက်ကြောင်းသည်အော်တိုဘားလ18ရက်နေ့နံနက်ပိုင်းတွင်မုံရွာမြို့မှစာလင်ကြီးမြို့နယ်ဘက်ကိုကူးလာပြီးဝမ်ပေါင်ကုမ္ပဏီမှတက်စဉ်စာလင်ကြီးမြို့အထိစစ်ကြောင်းထိုးသွားလာနိုင်ကြောင်းသိရပါသည်။ဒီနေ့နဲ့နောက်ပိုင်းမှာစာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့စစ်ခွေးအင်အား150ခန့်ပါစစ်ကြောင်းကစာလင်ကြီးမြို့နယ်တုံရွာအနီးရောက်ရှိလာလို့ပြည်သူများလည်းပေးလို့ရသူထွက်ပြေးတိမ်းရှောင်နေရပါတယ်။အဲဒီစစ်ခွေးတွေကစနေရက်နေ့နဲ့နောက်ပိုင်းမှာ မုံရွာကနေတစင်ကူးလာတဲ့စစ်ကြောင်းဖြစ်ပြီးစာလင်းကြီးမျိုးအထိသွားနိုင်တဲ့ဟုအညာပြစ်တိုင်းတောင်လေးများအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါရယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကဖျက်တမ်းရလန်တလျှောက်ကြီးရွာများကိုဝင်ရောက်စီးနင်းမိရှို့ခြင်းပြည်သူများကိုလူသားတိုင်းဖြစ်ဖမ်းဆီးတပ်ဖြတ်ခြင်းများကြောင့်ပြည်သူများသည်စစ်ကြောင်းနှင့်ဝေးရကိုထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်းသိရပါရယ်ကျမ့်မိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်